ကိုမဖတ်တဲ့ပေမဲ့အာရောချောင်းနေတက်တဲ့အိုနာနာကိုဒက်ကယ်လိုက်တဲ့ဂန်ဝင်ဖော့စ်ကိုအလုံးမဲ့မင်္ဂလာပါဂိမ်မိုးတိုးရဲ့ဂန်ဝင်ကြီးဖြစ်တဲ့ဖော့စ်ကိုကတော့ရွာသားလေးအိုနာနာရဲ့ဂိုဘန်စကေးတာမရှိပေမဲ့အာချောင်းတက်မှုကိုဒဲဝေဖန်လိုက်ပြီးဖြစ်ပါတယ်။အိုနာနာကဂိတ်ဖန်နေအတွက်တော့တသက်မမေ့နိုင်တဲ့ကိုသမားဖြစ်ပြီးအသင်းကိုတနေ့တစ်မျိုးဒုက္ခတွေရှယ်ပေးနေတာပါ။ဒီရသည်မှာပုံမှန်ဖို့ယုံကန်နေရတဲ့ဂိမ်မိုးတိုးဟာဘလားဆိုလို့မျောလင်းစရာယူရိုပါလိဖလားပဲကြံပါတော့တယ်။ဂိတ်ဖန်နေကလည်းငါတို့အသင်းကယူရိုပါလိယူပြီးချန်ပီယံလိဂ်ကမ္ဘာဖြစ်လို့ကိုသင်းချင်နေမှန်ကိုမသိပဲကြွေးကြော်ခဲ့တာပါ။ အခုတော့ဂေမိုးတို့ခမရဩနာနာကျေးဇူးနဲ့ကြောက်ပါပြီဆိုတာတော့အတန်ကျဲကျဲနဲ့မအွန်လိုင်းတော့ပဲအတန်ချားလို့ကိုထက်သွေးနေမှာကိုစိုးရင်ခဲ့ရတာဖြစ်ပါလိမ့်ဩနာနာရဲ့အမားတွေကြောင့်ပေးရတဲ့ဂိုးတွေကလည်းရေလို့မကုန်နိုင်အောင်ပါပဲဒီတိုင်းသာဆိုရင်ဩနာနာဟာဂေမိုးတို့ရဲ့ကိုသမားလားပြန်ပဲတင်းညံတိုက်စင်မှုလားစဉ်းစားရတော့မှာပါဂေမိုးတို့ကလာစားပေးထားပြီးပြန်ပဲတင်းကိုတယောက်အကျိုးပေးခံရတယ်လို့ဖြစ်နေပါလိမ့် ဒီအတိုင်းသာဆိုရင်ဂေမိုးတို့ဟာ2028မှာမှတ်ပြီးဖလားယူမယ်ဆိုတော့ချန်ပီယံရှစ်ကြီးများဖြစ်နေမလားစိုးရိမ်နေရပါတယ်။ပြန်ပတ်သိန်းနည်းပြတွေဆိုရင်ကိုတင်ကစားသမားတွေကိုကိုပေါင်းတယောက်သာကန်အချိန်တန်ကိုရမယ်ဆိုပြီးညွှန်ကြားနေတဲ့ဒီကိုဖြစ်နေတာပါ။တတစားလေးချက်သွနှစ်တက်စားလေးချက်သွဆိုသလိုအခုမှတော့အခြေအနေတွေကမထိုးတော့ပြီးမို့အိုနာနာကိုကစားသမားဘဝအနားယူတဲ့အထိစားကြုပ်တက်တန်တိုးပါလားလို့စကောသင်းဖန်တွေကတောင်းဆိုနေကြပါတယ်။အကယ်၍ United ပရိသတ်တွေလာစာမပေးနိုင်စကောသင်းကစုပေးမယ်ဆိုတဲ့အထိပါဖြစ်ကုန်ပါပြီ။အိုနာနာနဲ့သာဆိုရင်ဂေမိုးတို့အလိုင်းဆိုတာအဆိုတော်လားဖြစ်နေမှာကတော့ပြေးမကြည့်တွေးကြည့်ရုံနဲ့သိနိုင်နေပါပြီ။ လိုင်ယွန်တင်းရဲ့ပွဲစဉ်မှတိုင်ခင်မှာအိုနာနာဟာပြိုင်ပွဲအသင်းထက်မိမိတို့ဂိမ်းမှုအသင်းကအများကြီးပိုကောင်းနေလို့အားရချောင်းခဲ့ပါတယ်။အိုနာနာရဲ့အဆိုပါပြောကြားချက်ကိုဂိတ်ကွင်းလေလူအောင်လက်ရှိလိုင်ယွန်ကစားသမားမာတစ်ကကျွန်တော်ကလူတိုင်းကိုလေးစားပါတယ်။ဒါပေမဲ့အိုနာနာကယူနိုက်တက်အသင်းသမားတဲ့ချက်မှာအဆိုရဆုံးကိုးသမားပါ။ဒီလိုအချိန်မှာသူ့အနေနဲ့အားမချောင်းသင့်ပါဘူး။ဒီစကားကိုဒီကီယာရှာမိုက်ကယ်ဗနာဆာတို့ပြောရင်လက်ခံတယ်။အခုကရည်စရာကောင်းဆုံးကစားသမားကပြောနေတာပါ။စောင့်ကြည့်တာပေါ့ဗျာ။ဆိုပြီးတော့ပြောခဲ့ပါတယ်။အိုနာနာကလည်းမနက်ဖြန်ပွဲကခက်မယ်ဆိုတာသိပါတယ်။အနည်းဆုံးတော့ကျွန်တော်ကကမ္ဘာအကြီးမားဆုံးကလပ်ယူနိုက်တက်နဲ့ဖလားရခဲ့ဘူးလေ။ဟိုဘဲနေတော့မတူဘူးပေါ့ဗျာ။ ဆိုပြီးတော့ Instagram ပေါ်မှာမာတီကိုတုံ့ပြန်ခဲ့ပါတယ်။ဒီလိုနဲ့တကယ်တမ်းကန်ချီမှာအိုနာနာဟာထုံးစံတိုင်းအမားရီလုတ်ခဲ့ပါတယ်။ဒီလိုနဲ့ Lyron နဲ့ပွဲပြီးမှ Gate Gallery Postco ကအိုနာနာကိုအာမချောင်းတဲ့ကိစ္စမချောင်းဖို့တည်ဆောသွားပါတယ်။ DND Sport မှာ Postco ကဒီချင်းလောက်ဆိုရင်တော့အိုနာနာလက်ဓာမန်တီရအာမချောင်းခဲ့ပါဘူးကွာလို့စူတောင်းနေလောက်ပါပြီ။ကျွန်တော်မှန်တိုင်းပြောတာပါ။သူကဘာလို့ဖို့ကြိုးစားနေတာလဲနားကိုမလဲပါဘူး။သူအမားကစိုးလို့ပါတယ်။ကျွန်တော်သာဆိုရင်ပွဲမစခင်မှာပြန်ပက်တဲ့ကိုငါတို့အသင်းကမင်းတို့ထက်ပိုကောင်းတယ်လို့ပြောမိမှာမဟုတ်ပါဘူး။မာတီရဲ့တုံ့ပြန်မှုကနည်းနည်းစိုးတယ်ဆိုပေမဲ့အိုနာနာကမဟုတ်တာပါ။ကဲခမ်းကြတာတော့နေသေးတယ်ဗျ။ဆိုပြီးတော့ပြောခဲ့ပါတယ်။